လွန်ခဲ့တဲ့ဩဂတ်26နှစ်ဆက်9ရက်နေ့တုန်းကစစ်ကော်မရှင်နဲ့ TNN တို့တွေ့ဆုံဆွေးနွေးမှုအပြီးဩဂတ်30ရက်နေ့ကစစ်ကောင်ဆောင်မင်းအောင်လှရဲ့တရုတ်ခီးစင်ပြီးမှ TNN ထိန်းချုပ်ထားနိုင်တဲ့နေမြေတွေကိုစစ်ကော်မရှင်ကအင်အားအလုံးရင်းနဲ့လေကြောင်းထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ ်ဩဂလကစပြီးတော့ယနေ့ချိန်ထိတိုင်စစ်ကော်မရှင်ဟာ TNN ထိန်းချုပ်ထားနေတဲ့နယ်မြေတွေမှာအလုံးရင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ TNN ဌာနချုပ်ရှိရာနတ်ဆန်မြို့နယ်ထိလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ကော်မရှင်ကပြုလုပ်လာခဲ့ပါတယ်အလားတူပဲ TNN ဟာ2029စစ်စင်ရေးကနေထိ ंछ ောက်ထားနိုင်တဲ့နောင်ချုံမျိုးနဲ့ကြောက်မဲမျိုးတို့ကိုလည်းပြန်လည်လက်လွတ်ခဲ့ရပါတယ် ်လက်ရှိမှာလည်းစစ်ကော်မရှင်ကဒီပေါ်မျိုးနယ်ထဲကိုစစ်ကြောင်းထိုးစစ်ဆင်နေပြီးတော့ပြန်လည်သိမ်းယူနိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်တပြိုင်တည်းမှာပဲ TNN ထိန်းချုပ်ထားနေတဲ့နေမြေတွေအားလုံးမှာလည်းစစ်ကော်မရှင်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေပါတယ် ပေးခဲ့တဲ့အော်တိုဘာ၁ရက်နေ့ကစပြီးကြောင်မဲမြို့ကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမိုးကုံမြို့နယ်ရေထွက်ကြီးကျေးရွာထဲကိုစက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီနောက်အော်တိုဘာ၂ရက်နေ့မှာနတ်မတူမြို့ရက်ွက်ရှစ်ထဲကိုစက်ဖိုက်တာလေကြောင်းပေါင်900ဘုံကျဲနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၅ဦးထပ်မံနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူအော်တိုဘာနေ့ရက်နေ့မှာလဲတီဘောမျိုးစံဖက်ရက်ကွက်တစ်ထဲကိုပေါင်900ဘုံနှလုံးဘုံကျဲထိုက်ခိုက်ခဲ့တာကြောင့်နေအများပြပြက်စီတွားခဲ့ပါတယ်။ဒါ့အပြင် အော်တိုဘာ3ရက်နေ့မှာတော့ကြောက်မဲမျိုးရက်ကွက်ခွင်နဲ့ရက်ကွက်ကိုပေါ်ကိုစစ်ကော်မရှင်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်နဲ့ဖုန်ကြီးကျောင်းတွေပြက်စီတွားခဲ့ပါတယ်။အော်တိုဘာ၄ရက်နေ့မှာတော့တီပေါ်မြို့နယ်မန်ဟဲကျွာတဲ့ကိုပေါင်၄၅၀ဘုံနှလုံးထပ်မှန်ကျဲခဲ့တယ်လို့ TNN ဘက်ကတော့သတင်းထုတ်ပြန်ထားပါတယ်။ ။အဲ့ဒီနေ့မှာပဲထင်းနေတဲ့ဌာန၆ရှိတဲ့နတ်စံမြွနဲ့စင်တုံဟုံးကျွာတဲ့ကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲခဲ့တာကြောင့်ကလေးနှစ်ဦးသေဆုံးပြီးကိုဦးထိခိုက်ဒဏ်ရာရှိသွားခဲ့ပါတယ်။အလားတူထုံနေ့မှာပဲတီပေါ်မြွနယ်ထဲကိုလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်တာနှစ်ဦးသေဆုံးသွားခဲ့ပြီးတုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။ ယနေ့သတင်းကြွလပ်ပြင်းနဲ့အော်တိုဘာ6ရက်နေ့မှာလဲစစ်ကော်မရှင်ဟာတီဘောမြို့နဲ့နမ်တူမြို့ကိုတပြိုင်တည်းလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအများပြားပြက်စီသွားပြီးတော့အမျိုးသမီးတအူထိခိုက်ဒဏ်ရရှိသွားခဲ့ပါတယ်။ အခုလိုစစ်ကော်မရှင်အထက်နဲ့နဲ့ဒန်းချုံနယ်မြေတွေကိုအပြင်းထန်တိုက်ခိုက်နေတာဟာလည်းလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့လည်းသက်ဆိုင်နေတယ်လို့နိုင်ငံရေးလှိလတုံတက်သူတွေကတော့ဆိုပါတယ်။အလားတူအခုလိုတိုင်းဒါလက်နက်ကင်တွေထင်းချုံနယ်နဲ့နယ်မြေတွေပြန်လည်လက်လွတ်ရတာဟာစိတ်တက်ကြဆရာတခုဖြစ်လာနိုင်ပြီးတော့လက်နက်ကင်တပ်ဖွဲ့တွေစစ်ပြူဟာပြောင်းလဲတင့်ပြီးလို့လည်းရှမ်းတနော်စင်အက်ဒီတာချုပ်စိုင်းမန်းကလှဆင်အက်ဒီတာထောက်စကားဝိုင်းမှာပြောပါတယ်။အာဒီမြို့နယ်ကိုပြန်ကြဆုံးစေတဲ့ဟာတွေက စိတ်တက်ကြစရာတွေပြန်ဖြစ်ကောင်းဖြစ်လာနိုင်တယ်အမြန်ဆုံးဒီဒေတာမှာကုကဲတဲ့လက်နဲ့ကင်တက်ဖွဲ့တွေအားလုံးအမြန်ဆုံးဆွေးနွေးတင့်တယ်လမ်းကြောင်းရှာတင့်တယ်ပြူဟာတွေပြောင်းတင့်တယ်အာစူးစီးမှု အတက်တဖန်ပြန်လှုပ်တင့်တယ်ဘာဖြစ်ဖြစ်တရုတ်ကဘလောက်ပဲဖြီအားပေးနေပါစေလက်တွေ့ကွင်းပြင်မှာခံနေရတာကတော့ကျွန်တော်တို့ ရှမ်းပြည်သူပြည်သားရှမ်းလူထုပဲရှမ်းကြီးပဲမဟုတ်ဘူးပလောင်ကြီးပဲမဟုတ်ဘူးကချင်ကြီးပဲမဟုတ်ဘူးအကုန်လုံးဒီမြေပေါ်မှာနေတဲ့လူတွေကတောက်လျှောက်ခံစားနေရတာပဲဒီစစ်ဘေးစစ်တမ်းပေါ့နော်ဘုံကျဲတန်နေလက်နဲ့ကြီးပစ်တမ်းနေအဓမ္မပြုจิตမှုတွေတောက်လျှောက်နေနေရတယ်တကယ့်ကိုအာလုံးဝကိုမမြင်မကြည့်ချင်တဲ့ အနှိတ်ထာယုံဆိုးတွေပဲတွေ့နေရတယ်လေနော်တောက်လျှောက်စက်ကမရှင်နဲ့ထင်းနယ်နေတိုက်ပွဲကြောင့်ဗီဒီယိုထောင်ချီလောက်ကလည်းစစ်ပေးထွက်ပြေးတိမ်းရှောင်နေရပါတယ်လက်ရှိစက်ကမရှင်ကနောင်ချိုကြောက်မဲကိုတိမ်းပိုက်နိုင်ပြီးတဲ့နောက်ပိုင်းမှာတော့တီဘောမြုပ်ကိုဆက်လက်တိမ်းပိုက်နိုင်ဖို့အတွက်ထိုးစစ်ဆင်နေပါတယ်ကျွန်တော်တော့ကြိုက်ဆင်လန်ပါ